ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။ဒီပုံမြင်လေးကဘဝမှာမငင်းဆိုတဲ့တဲ့အရာတစ်ခုကိုပြောပြပါလိမ့်မယ်။နောက်မှနောက်နာမရရအောင်ဒီပုံမြင်လေးကိုအဆုံးထိနားတော်တာဆင်ခန်းစားကြည့်ပါရှင်။တခါတော့ကစီကားတဲ့မြို့တစ်မြို့မှာကျင်နာတက်တဲ့ကုန်းတဲ့တူနဲ့သူ့ရဲ့ညီနှကောင်နေထိုင်ကြပါရစေ။ဤစဉ်သူတို့ဟာထញံစာစံစပါစရိတ်ကုန်ပစ္စည်းတွေကိုတောင်းနှံတွေကြောပြီးကျေးရွာတရွာကိုပို့ဆောင်ပေးကြပါရည် တရကုံတဲ့ကြီးကပျက်စီးတွေထုံနေစဉ်မြီးတကောင်ဖြစ်တဲ့ရမ်မိုဟာအလွန်အားနေနေပြီးဖြားနာနေခဲ့ပါတယ်။သူခြေထောက်တွေတုံနေပြီးခေါင်းကလည်းလေးနေပေမဲ့ကုံတဲ့ကြီးကိုပျော်ပြနိုင်ခြင်းမရှိတာကြောင့်ရမ်မိုရဲ့အခြေအနေကိုမသိပေကုံတဲ့ကြီးဟာမြီးနှကောင်ပေါ်မှာပုံမှန်အတိုင်းပျက်စီးတွေကိုညီတူမျှတူခွဲဝေတင်လိုက်ပြီးကြမ်းတမ်းမဆောက်တဲ့တောင်တန်းတွေစီခရီးစားထွက်ခဲ့ပါတယ်။ခရီးနှင်းနေစဉ်လမ်းဟာရမ်မိုအတွက်ပိုပိုခက်ခဲလာပါတယ်။ သူဟာအသက်ရှူရခံနေပြီးခြေထောက်တွေလည်းအဆမ်းမပြတ်တုံနေခဲ့ပါတယ်။သူဟာသူ့ရဲ့မိတ်ဆွေ အချားမီးတကောင်ရန်မိုစီလှဲပြီးနာကျင်နေတဲ့အတန်နဲ့အကိုရှမ်းမုံငါဒီနေ့အရန်နေမကောင်ဖြစ်နေတယ်။ငါဒီခီးကိုမဖျက်တန်းနိုင်တော့ဘူးထင်တယ်။မင်းငါကိုကူညီပေးနိုင်မလားယင်။ငါအိမ်တဲအိမ်လောက်ယူပေးပါ။တခုလောက်ပါပဲ။မင်းကူညီမယ်ဆိုရင်ငါဒီခီးကိုဆန်နိုင်မှာပါလို့အကူညီတောင်းနေ။ဒါပေမဲ့မာနထောင်လွှားနေတဲ့ရှမ်းမုံဟာ ။ငါဘာလို့မင်းရဲ့ဝင်ကိုတည်ရမှာလဲ။မင်းပြက်တနာကမင်းကိုပိုင်းပြက်တနာ။မင်းကိုယ်တိုင်ဖြင်းရှင်မှာ။ငါအပေါ်ဝင်မတည်ခြင်းမို့။မင်းကိုယ်တိုင်ပဲဒီဝင်တော့ကိုရအောင်တည်ပါလို့ဤဆက်တဲ့အတန်နဲ့ပြန်ဖြေလိုက်ပါရယ်။ရမ်မိုကအရန်ကိုဝမ်းနဲ့တွားပြီးမဲ့သူဟာတိတ်ဆိတ်စွာနာကျင်မှုနဲ့ဝမ်းနည်းမှုကိုတည်ဆောင်ရင်ခရီးဆက်ခဲ့ပါရယ်။ခြေလမ်းတိုင်းမှာရမ်မိုရဲ့အခြေအနေကပိုပိုဆိုးလာပြီးသူခြေထောက်တွေလည်းလှုပ်ရှားနိုင်စွမ်းမရှိတော့ပါဘူး။ရုတ်တရက်လမ်းကြောင်းမဆောက်တဲ့နေရာမှာ ရမ်မိုရဲ့ခြေထောက်ဟာကြောက်တုံးတစ်ခုနဲ့ထိပြီးချော်လဲသွားပါတယ်။ဒါကြောင့်သူဟာဟန်ချက်ပြတ်ပြီးသူ့နောက်ကျောပေါ်ကအိတ်ကြီးတွေလမ်းပေါ်ကိုပြန်ကျဲသွားပါတယ်။နောက်ဆုံးရမ်မိုဟာသူ့ကိုယ်သူမထိန်နိုင်တော့ပဲကျောင်းနဲ့ကြီးတဲ့ကိုလိမ့်ကျသွားပါတော့တယ်။ရမ်မိုရမ်မိုဟာသူ့မိတ်ဆွေကြောက်တဲ့ပြုတ်ကျသွားတာကိုမြင်ပြီးအော်ဟစ်လိုက်ပါတယ်။ကောင်းတဲ့ကြီးဟာကြောင်သားကိုပြေးသွားပြီးမြောက်ကျသွားပြီးဖြစ်ပါတယ်။ရမ်မိုဟာပျောက်ဆုံးသွားပါပြီ။ ရမ်းမိုးဟာရက်တန်းနေပြီသူ့နှလုံးသားထဲမှာအပြည့်ရှိသလိုခံစားလိုက်ရပါတယ်။ညီလေးငါမင်းကိုကူညီခဲ့တဲ့နဲ့မင်းရဲ့ဝင်ကိုမျှဝေတည်ပေးခဲ့တဲ့နဲ့မင်းရဲ့အိတ်အိတ်လောက်ပဲငါကူညီခဲ့မယ်ဆိုရင်တော့မင်းအသက်ရှင်နေအောင်ပါပဲ။ညီလေးငါကိုခွင့်လွှတ်ပါ။ကုံသေးကြီးလည်းဝမ်းနဲ့ပူဆွေးခဲ့ပြီးမှရှေ့ကိုတော့ဆက်ပြီးခရီးဆက်ခဲ့ပါတယ်။ဒီတစ်ခါမှတော့ကျန်းရှိနေတဲ့ပစ္စည်းအလုံးကိုကောက်ယူပြီးရမ်းမိုးရဲ့နောက်ကျောပေါ်မှာတင်လိုက်ပါတယ်။ အခုရှမ်းမိုးဟာသူ့ရဲ့ကိုပိုင်ဝန်သားမကသူမကူညီခဲ့တဲ့သူမိတ်ဆွေရဲ့ဝင်အပြေကိုပါတည်ရပါတော့တယ်။သူညှဉ်းဆန်ခဲ့တဲ့ဝင်ကိုအခုတည်ရတဲ့အခါခြေလန်းတိုင်းမှာသူ့အမားကိုတရီရနေပါတယ်။ဒါပေမဲ့သူ့ခန္ဓာကိုယ်ရဲ့အနာကျင်မှုဟာနှလုံးသားထဲကအနာကျင်မှုနဲ့ရှင်ရင်တော့ဘာမှမဟုတ်တော့ပါဘူး။တခါတလေမှာကျမတို့အနာကလူတယောက်ဟာအကူအညီတောင်းနေတတ်ပါတယ်။တခါတလေအတန်ထွက်ပြောတတ်ပြီးမြတခါတလေတိတ်ဆိတ်စွာနဲ့ပဲသူတို့ရဲ့နာကျင်မှုကိုဖော်ပြတတ်ကြပါရဲ့ ဒီနာကျင်မှုကိုကျမတို့ကဒါငါနဲ့မဆိုင်ဘူးဆိုပြီးလက်လျူရှူလိုက်မယ်ဆိုရင်သူတို့ကိုပဲဆုံရှုံရတာမဟုတ်ပဲကျမတို့ကိုယ်တိုင်ရဲ့တစ်စိမ့်တစ်ပိုင်းကိုပါဆုံရှုံရပါလိမ့်မယ်မိတ်ဆွေတစ်စိမ့်ဒါမှမဟုတ်ဘသူ့ကိုမဆိုကူညီခြင်းဟောင်းဝင်တော့မဟုတ်ပါဘူးဒါဟာကောင်းခြင်းမင်္ဂလာတစ်ပါးပါပဲကယုဏနဲ့ကိုတည်ပေးတဲ့အိတ်တဲအိဟာအသက်တစ်ခုကိုတော့ကယ်တင်နိုင်မိမယ်အတကြီးတဲ့အခိုက်အတန့်တစ်ခုဟာတသက်လုံးနောင်လာရစေနိုင်ပါ रे ငါကူညီခဲ့ရင်စရိန်လေးကိုဘယ်တော့မှမဆောင်ပါနဲ့ ကဲအခုနာတော်တာဆင်ခန်းစားနေကြတဲ့ပရိသတ်ကြီးတို့လည်းဒီပုံမြင်လေးတွေကနေသင်ခန်းစာအတိတ်တရားတစုံတစ်ခုရရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့တွေရဲ့နေ့စဉ်ဘဝအမော်ရီကြားတွေကအာတင်းစရာစိတ်အားတက်စီမဲ့ပုံမြင်လေးတွေကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။